ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်လုံးမင်္ဂလာပါဆိုတော့ကျွန်တော်မနေ့ကတုန်းက World Cup Qualifying European ချေစပွဲတွေကန်နေဆိုတော့တောင်အမေရိကတောင်အမေရိကဖြစ်တဲ့ Africa လည်းတကယ်ကို excited ဖြစ်စရာပေါ့လေဘာလို့ဆို Benin ရဲ့ South Africa ရဲ့ Nigeria ရဲ့၃သင်းကလည်းတကယ်နောက်ဆုံးအခြေအနေကြီးရမယ်မထင်မှတ်ပဲနဲ့တောင်အာဖရိကတည်ကြတဲ့ Benin နိုင်သွားပြီးတော့ Nigeria နိုင်တော့ဒါအဲ့ Africa ရဲ့ World Cup Qualifying ကလည်းတကယ်ကိုစိတ်ဝင်စားစရာဖြစ်တဲ့အချိန်မှာ ဥရောပဆိုမှာတော့ကျွန်တော် expectation ရှိထားတဲ့အသင်းတွေအကုန်နိုင်သွားတယ်။ဒါ France ကအင်ကွင်းမှာဒါအာဇာဘိုင်ဂျန်နဲ့ကန်နေလွယ်လွယ်ကူကူနဲ့ပဲပြင်သစ်က3ဂိုးပြန့်နေနိုင်တယ်အာဇာဘိုင်ဂျန်ကို Kylian Mbappe ကတော့သူ့ရဲ့ form ကိုဆက်ထိန်ထားတယ်။ဒါလူဝေးစင်နဲ့ club မှာဇက်တိုက်ဂိုးသွင်းဖန်တီးတဲ့ record ကိုရယူခဲ့ပြီးတော့ဒီနေ့ပွဲမှာလည်း Kylian Mbappe ကထပ်ပြီးတော့ခြေစွမ်းပြတယ်။ AKDK ဖန်တီးပေးတာကနေပထမပိုင်းပြီးကန်ဒီမှာတကူးသွင်းပြီးတော့မှာ ဒုတိယပိုင်းမှာသူက Ravio ကိုဖန်တီးပေးပြီးတော့ဒုတိယကိုနဲ့နောက်ပြီးတော့မှသူရန်ကတကူထပ်သွင်းပြီးတော့ဒါအခုလက်ရှိမှာဒီပြင်သစ်က3ကိုပြန်နေဒါဘယ်လိုပြောမလဲဒီတာဗွန်ပြောတာဆိုတာဗွန်ဘင်ဆိုတဲ့ကစားမှသွင်းသွားပြီးတော့3ကိုပြန်နေနိုင်သွားတယ်ဒါအခုခီလင်အမ်ပတ်ပေးကအခုလောလောဆယ်မှာသူ့ရဲ့ career မှာ394ကိုတွင်ထားတယ် club နဲ့ level အတွက်ဒါအခုလက်ရှိမှာဒီ23ရာစုအတွင်းမှာဆိုရင်တော့ liu messi နောက်မှာ 29ခုပဲကွာတယ်21ရာစုအတွင်းပါဆိုရင်တော့ဗောလေသူကအခုလောလောဆယ်မှာနောက်ဆုံး10ပွဲမှာဒါ8 9အထိ twin ထားပြီးတော့အခုလောလောဆယ်ရတော့အကောင်းဆုံးဖုံကိုဆက်ထိန်ထားတယ်ပြည်သက်က3ခုပြတ်နိုင်တဲ့အချိန်မှာဂျာမနီကလည်းဒါအိမ်ကွင်းမှာသူတို့ Luxembourg ဘက်ကိုဒါ6ခုပြတ်နိုင်တယ်ဒီဘက် Luxembourg ကအရင် Luxembourg ကကျွန်တော်ငယ်တုန်းကအသင်းမဟုတ်တော့ဘူးเนาะ Leicester တို့တခြားအသင်းတွေကညံ့ပြီးမဲ့ Luxembourg နည်းနည်းမာတဲ့အသင်းတွေမှာပါတယ် ဂျာမနီကိုသူတို့တယောက်ထုတ်ခံတာရတယ်ပါတယ်ဒါသူတို့ဆက်ဆက်ချင်းသူတို့ပယ်နတီပေးရတယ်အဲ့ဒါကနဒီဆက်ဆက်ချင်း sorry ပယ်နတီမဟုတ်ဒီ run twin သွားတဲ့အလုံးကတကယ် quality ကိုပဲဂျာမနီက next world cup တို့အထောင်ထားပြီးတော့မှ search ကနဘရီတို့ now ဒီတစ်ဖက်ကသူတို့ရဲ့တိုက်စစ်တွဲမှာဆိုရင်ကနာဗီတို့ဒီ Florian Vars နဲ့ဒီ Kieran Adeyemi တို့ပါဝင်ကစားခဲ့ပြီးတော့ဒီနေ့ပွဲမှာသူတို့ခြေစွမ်းပြပြီးတော့ဂျာမနီကနိုင်သွားတယ်ဒါ Joshua Kimmich က ဒါဒုတိယဂိုးကိုပနတီကသွင်းအဲ့အချိန်မှာပြတယောက်ထုတ်ခံရတာဒါ straight နဲ့ဒါဒန်ဒီဒီ VR ကြည့်ပြီးတော့မှလူထုတ်ခံပြီးတော့မှ Kimish ကပနတီကန်နဲ့အိုက်ကနေမှဆေပထမပိုင်းမှာ Germany က2-0ဖြစ်ပြီးတော့မှဒါဒီ2-0ဖြစ်ပြီးတော့မှဒုတိယပိုင်းမှာ Sach Gnabry နဲ့ Joshua Kimmich တလုံးစီထပ်သွင်းပြီးတော့ Germany က Luxembourg ကို4-0ပြတ်နိုင်တယ်ဒါအခုမထင်မှတ်ပေနဲ့ Germany ကအစောပိုင်းမှာနည်းနည်းလေးယုံကန်နေရတာလေအခု၃ပွဲမှာသူတို့6-0 6 6မှတ်ရပြီးတော့ဒါသူတို့ဆလိုဗီးနီးယားကိုရှုံးပေမဲ့မြောက်အိုင်ယာလန်နဲ့3သင်းက6မှတ်6မှတ်စီတူပြီးတော့ဂျာမီလက်တော်တော်လေးအခြေအနေကောင်းတယ်ပြင်သစ်ကတော့အခုလောလောဆယ်နေထားရတော့ခြေစွမ်းအကောင်းဆုံးလို့ပြောလို့ရတယ်သူတို့ကသုံးပွဲကစားသုံးပွဲလုံးနိုင်ကိုမတ်ဟိုဘက်ကယူကရိန်းကအိုက်စလန်ကိုနိုင်လိုက်တော့သူတို့က chance တော့ရှိပေမဲ့ပြင်သစ်ကတော့ခြေစပွဲအောင်ပါပဲဒီနေရာမှာလုံးဝကိုဘယ်ဂျီယံက surprise နဲ့မြောက်မက်ဆီဒိုနီးယားအဲ့မြောက်မက်ဆီဒိုနီးယားကောင်းတယ်နော်ပြီးခဲ့တဲ့2000နဲ့ဘယ်လိုပြောမလဲ ဒီ20နှစ်ကမ္ဘာဖလားတော့ကအီတလီကို play off ပထမအဆင့်မှာသူတို့နိုင်ပြီးတော့တက်သွားတယ် final ကျမှသူ play off final မှာ portugal ကိုရှုံးသွားတာအဲ့မြောက်မက်ဆီဒိုနီယာက belgian ကွဲမှာဂိုးမရှိသေးကံပြီးတော့သူတို့ belgian ရှိကတမတ်ယူသွားတယ်အဲ့အုပ်စုမှာဆိုရင်မြောက်မက်ဆီဒိုနီယာက6ပွဲသူတို့ကတော့နည်းနည်းတော့များပြီး6ပွဲမှာ7မှတ်မှာ belgian က7မှတ် craig bellamy ရဲ့ wage က7မှတ်ရထားတယ်ဆိုတော့ belgian နဲ့ wage ကအခု6တပတ်မှာကံမဲ့အချိန်မှာအခု victor yokrest တို့ရဲ့ ဒါ Sweden နဲ့ပြီးတော့ Benjamin Sasko တို့ရဲ့ဒါ Slovenia Slovenia ကအဝေးကွင်းသွားကံပြီးတော့ Kosovo နဲ့တည်ကြသွားတယ်။ Kosovo နဲ့တည်ကြတဲ့အချိန်မှာဒါ Yokresto က Granit Xhaka တို့ရဲ့ဒါဘယ်လိုပြောမလဲ Granit Xhaka တို့ရဲ့ Switzerland ကိုရှုံးတယ် Switzerland ကောင်းတယ်ဗျာ။ရင်းနဲ့တော်တော်ကောင်းတာ။အခန်းကြီးတို့ပါတယ် Rodriguez ပါတယ် Granit Xhaka ပါတယ် Freiler ပါတယ် Ambolo ပါတယ်။တကယ် quality ကစားမတွေ Sweden ကပါလဲဆိုတော့ဒီ Isak နဲ့ Yokres ကို ထောင်ထားတာတယ်။ that's it ဘာမှရှိဘူးအန်ဒရီအီလန်ကလည်းနီးပြမထည့်ဘူးဗျာသူတို့မှာ quality ကစားမတွေရှိတယ်ဒါပေမဲ့စန်တဘက်ကလည်းယိုတီယိုရဲ့ကစားတဲ့ကစားမတွေ quality တွေကတော့မစိုးပါဘူးအခု Spurs က bad boy တို့ကတော့ပါတယ်ဒါပေမဲ့ဒီ Eason နဲ့ Jokeres နှစ်ယောက်စလုံးကလည်းဘာမှအဲ့လောက်ထိ chance rate မလုံးနိုင်ခဲ့သလိုနောက်ပိုင်းမှာသူတို့ဒါဘယ်လိုပြောမလဲနီးပြကကျွန်တော်နားမလည်တာအန်ဒရီအီလန်ကာကိုသူဘာကြောင့်မတုံးလဲဆိုတဲ့အချက်ပဲ ဒါဘယ်လိုပဲအီလန်ကတကယ်လို့တော်တော်လေးယုံနေကစားမှာဒါပေမဲ့အီလန်ကသူမတုံးပြန်နီးပြအဲ့မှာဆွစ်ဇာလန်ကဒါဒီဂရန်နက်ဂျာကာက65မှာပန်တီရပြီးတော့မာပွဲပီကန်နေမှာတလုံးထွက်ပြီးတော့ဆွစ်ကအခု3ပွဲသလုံးနိုင်သွားတယ်အဲ့ဂရုမှာသူဆွီဒင်နဲ့အချိန်မကောင်းဘူးဒါအခုပြင်သစ်ချစ်စပွဲအောင်မှုတော်တော်လေးအချိန်ကောင်းတယ်နယ်သာလန်တီဒီဒီဘယ်ဂျီယံတီကြပြီးတော့မှအခုလောလောဆယ်မှာတော့ဒီဂျာမနီရလက်ပြန်ကောင်းထားပါတယ်ဆိုတော့လောလောဆယ်အနေထားကတော့ခီလီယန်အမ်ပါပေက on fire ဖြစ်နေတာပါအားလုံးကျေးဇူးပါတယ်